အလုံးမဲ့မင်္ဂလာပါဒီနေ့ကတော့မတ်လ30ရက်နေ့မှာတတိယမီဒီယာနဲ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ရန်ကုန်မြို့မှာဆိုလို့ရှိရင်နှစ်နာရီပဲတမျိုးကိုနှစ်နာရီပဲခွေတန်းရနဲ့ကျွန်တော်တို့မိကိုပေးနေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ပြီးလို့ရှိရင်တော့တောက်သုံးရည်နော်တောက်သုံးရည်နဲ့ဟာဆိုလို့ရှိရင်လုံဝပြတ်တော့တယ်ဆိုတဲ့ဟာတွေ့ရတယ်ဘာဖြစ်လို့ဆိုတော့မင်္ဂလာရန်တန်းချောင်းလို့ပြောတယ်ဆိုတော့အဲ့ဒီတင်ကိုကျွန်တော်တို့တတိယမီဒီယာတွေမှာကျွန်တော်တို့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့တတိယမီဒီယာဘက်ကမှတော့နော်မင်္ဂလာရန်အကြောင်းပဲ အဓိကနှမထားတဲ့တင်းတွေဖြစ်တယ်ခုနကထုထုချားဆိုလို့နာယီပဲခွဲတန်းကြရတော့တယ်ဓမြို့မှာเนาะဘာဖြစ်လဲဆိုတော့အဲ့ဒီမှာဒီမင်္ဂလာတန်ကြောက်ရေအားလျက်စေးရဲ့ဒီတာဝါတိုင်းတွေအများကြီးเนาะအဲ့ဒီမှာပြက်စီးတယ်ပြီးလို့ရှိရင်တောက်ရေတုံးရေတို့ပြက်တော့လဲဆိုတဲ့အဲ့ဒီတင်းကတော့ထုထုဆန်းပေါ့ဒီလေးအတွက်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ခု Norway ရဲ့ USA ရဲ့ UK ရဲ့တို့တို့ကတော့အကူအညီပေးနေပြီ USA ကတော့နာအဲ့ဒီမှာဒေါ်လာတန်း နတမ်းပေးအပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတဲ့ထူတာနာပေါ့နော်တမ်းပေးရတာတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီ time time တော့ပါလို့ဆိုတော့ initiation ဆိုတော့သူတို့ကလူတွေလာတယ်ပြီးလို့ရှိရင်တော့တရုတ်ငါတရုတ်ကလည်းကျွန်တော်တို့တစ်နေ့မှာပဲကျွန်တော်တို့တရုတ်ကနေပြီးတော့ယူနန်ကနေပြီးတော့အဲ့ဒီမှာ ေစေတမရရောက်လာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာသူတို့ဖက်ကတရုတ်ဖက်ကတော်မှနေ73ရောက်တန်ရရတယ်လို့ပြောတယ်ဆိုတော့80ကျော်လောက်သူတို့လာတယ်ဆိုတော့နောက်တစ်ခုကအိန္ဒိယအိန္ဒိယကပထမဆုံးအကူအညီရောက်တဲ့နိုင်ငံတနေနိုင်ငံဖြစ်တယ်လျင်ပြန်နဲ့ပထမဆုံးအကူအညီပို့ပန်းပို့ပေးတာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဗီယက်နမ်နိုင်ငံတို့ကျွန်တော်တို့လာတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ရုရှားစင်ကာပူရုရှားတို့ဘာလို့လဲကျွန်တော်တို့လူရောက်လာတယ်ပြီးလို့ရှိရင်တော့စင်ကာပူလူရောက်လာတယ်ထိုင်းရောက်လာတယ်တရုတ်ရောက်လာတယ် ကျွန်တော်တို့အိန္ဒိယကျတော့လူမတွေ့ရဘူးဒါပေမဲ့ဒီထောက်ပံ့ပစ္စည်းတွေရောက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနိုင်ငံတကာဘောင်းဆောင်ကနေပြီးတော့လူငွေတွေကဆိုလို့ရှိရင်ကျွန်တော်တို့ရောက်ရှိလာပြီးဖြစ်တဲ့ကိုညီမှုတွေကလည်းရောက်ရှိလာပြီးဖြစ်တဲ့ဒါပေမဲ့တချို့လူတွေကျတော့နောက်တိုက်ထဲမှာပိတ်မိနေတဲ့အသံတွေကြားနေရတဲ့ ဒါပေမဲ့ကေဆေရည်တွေမရောက်လာသေးဘူးဆိုတော့အဲ့ဒီဗီဒီယိုဖိုင်တွေကလည်းကျွန်တော်တို့တက်လာတာကိုတွေ့ရတယ်ဒါစင်ကောင်းစရာပဲဘာဖြစ်လို့တော့ကျွန်တော်တို့ဒီတတိုင်းပြည်လုံးလုံးလို့ဖြစ်နေတယ်နော်ဖြစ်နေတယ်ဆိုတော့အဲ့ခါကျတော့အဲ့ဒီမှာဆက်ရန်တရားတွေနဲ့တူဖို့မှဖြစ်တဲ့ခါကျတော့ဆက်ရန်တရားတွေတချို့နေရာတွေမှာဒီအသားတွေပြက်တယ် လမ်းတွေပြတ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီနေရာမှာမရောက်နိုင်တဲ့ဟာတွေလည်းဖြစ်နိုင်တယ်ပြီးတော့ရှင်တော့နေရာတွေကအများကြီးဖြစ်တဲ့ခါကျတော့နေရာတကာမှာအကုန်လုံးကဒီလက်ဆင်မင်းတွေပြတ်တော့တယ်ဖုန်းလိုင်းတွေပြတ်တော့တယ်ဆိုတဲ့ခါကျတော့အကူကြီးကယ်ဆယ်ရေးဖုန်းလိုင်းတွေကိုဆက်သွယ်လို့မရဘူးပြီးတော့ရှင်တော့အဲ့ဒီမှာဖြစ်ဖြစ်ရောက်ရောက်လာဖို့အတွက်ပြူချတဲ့ခါကျတော့ ်ခုနကဒီဆက်ရနေရာကြီးတွေလည်းပါမှာပဲဆိုတဲ့အခါကျတော့အဒီမှာကုညီထောက်ပံ့ဖို့အတွက်တော်တော်ကိုနှောင့်နှေးတဲ့နေရာတွေလည်းရှိတယ်ဆိုတာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးမှာဆိုလို့ရှိရင်တော့28ရက်နေမှာ9ဒသမ9ညအားနဲ့လှုပ်တယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့သူတို့လှုပ်တယ်9ဒသမ1အဆင့်နဲ့ပြန်ပြီးတော့ထပ်ပြီးတော့လှုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့စကိုင်းမျိုးကတော့တစ်မျိုးလုံးလိုလိုပျက်စီးသွားတယ်ပုတ်အနံ့တွေနဲ့အကုန်လုံးနှောင်းချုံပြီးတော့တစ်မျိုးပြက်ကြီးလို့ နော်အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့စကိုင်းဆိုလို့ရှိရင်တော့စကိုင်းကနေပြီးတော့ဥတီပြီးတော့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစကိုင်းဟာဆိုလို့ရှိရင်ထိအနာဆုံးမြို့တစ်မြို့ဖြစ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကနေပြည်တော်နေပြည်တော်မှာလည်းကျွန်တော်တို့တော်တော်ကိုအဆောက်အဦတွေပြက်စီးတယ်နေပြည်တော်မှာ6တသမလေးအဆင့်ကိုနေပြီးတော့ထပ်ပြီးတော့လှုပ်တယ်နော်အဲ့ဒီမှာ9တသမ9ကိုလှုပ်ပြီးတဲ့ဒီမင်္ဂလယ်ရဲ့ အရှိန်ကြောင့်ပြည့်စုံမှုတွေရှိတဲ့အပြင်ပြန်ပြီးတော့နေပြည်တော်မှာဆိုလို့ရှိရင်6.4အဆင့်ကိုထပ်တော့လှုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီမင်းကလေးငွေတွေကတော့ဆက်တိုက်ဆက်တိုက်လှုပ်တာเนาะအချိန်ပေါင်းမြောက်များစွာ7နှစ်ချီပြီးတော့ဆက်ပြီးတော့လှုပ်တယ်လှုပ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအင်ယူချီကထုတ်ပြန်တာကတော့เนาะဒီနှစ်ပတ်အတွင်းမှာလုံးဝပြစ်ခတ်ရစေတယ်သူတို့ကလုံးဝထိုးစစ်စင်တာကိုမလုပ်ဘူးတကယ်တမ်းသူတို့ကဒီမအလားကနေပြီးတော့ထိုးစစ်စင်တယ်ဆိုလို့ရှိရင်တော့ခုခံစစ်အနေနဲ့ပဲเนาะအဲ့လိုမျိုးမလွင့်မသာ သူတို့ခုခံမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။မလာဖက်ကတော့เนาะဒီဖက်မှာပေါ့တို့ညုံချိုတို့စသည်ဖြင့်ဒီနေရာတွေမှာဆိုလို့ချင်ကြီးကြီးလေးအမြဲတမ်းကျဲနေတယ်။ ဆိုတော့အဲ့ဒီလေပြင်းတွေကဂိမ်းမှာမသုံးလို့မရဘူးနော်လူတွေအင်းတွေကိုဖျက်ဆီးတဲ့နေရာမှာပဲရတယ်နော်အဲ့ဒီတိုက်လျံပြင်းတို့ဘာလို့ဆိုတာမာလာက separate ဘုံချင်းနေတယ်နော်ဘုံချင်းနေတယ်ပြည်သူလူထုတ်တဲ့လောက်နော်အဲ့ဒီမှာခြေခွေးခြေခွေးပေါ်ရဖြစ်ရတဲ့အများကြီးအများကြီးကြုံနေတဲ့ခါနော်အဲ့ဒီလေပြင်းနဲ့ဘုံချင်းနေလို့ပဲဆိုတော့မြန်မာနိုင်ငံမှာတနိုင်ငံလုံးလို့လို့ဘုံနဲ့ချဲတဲ့အဲ့ဒီအချိန်တွေကမြေရဲ့တုန်ခါမှုတွေကအများကြီးအများကြီးဖြစ်လာတယ်နော်အများကြီးအများကြီးဖြစ်လာတယ်ဖြစ်လာတဲ့ခါကျတော့နော်အဲ့ဒီမှာဒီမြေရဲ့ခုနကမင်းလင်ရဲ့ ဒီအကြောင်းတွေပေါ့နော်အကြောင်းတွေဆိုလို့ရှိရင်ပြည့်ရွေတွေဆိုလို့ရှိရင်လှုပ်ခါမှုတွေအများကြီးဖြစ်တယ်ဖြစ်ပြီးမှခုနကမီလီယံဆိုးတွေကိုဖြစ်တယ်ဆိုပြီးမှလူတွေတုံ့တက်ထားတာကိုတွေ့ရတယ်ဆိုတော့အစ်ဒီပြတော့မိငယ်လှုပ်တာဆိုလို့ရှိရင်မအလာကြောင်ဖြစ်တယ်မအလာတောင်ခံရမယ်ဆိုတဲ့ဟာကိုဒီနေ့လူမှုကွန်ရက်ပေါ်မှာတတိမီဒီယာတွေမှာကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ခုနကလှုပ်ခတ်တဲ့မင်းကလေးတွေဆိုလို့ရှိရင်ပေါင်900အပေါင်1000အတွေဆိုလို့ရှိရင်ခုနက ဒီပြက်ရွေးတွေကိုလှုပ်ရှားစေတယ်။နော်လှုပ်ရှားစေပြီးတော့အဲ့ဒီမှာတကယ့်အကြီးကြီးမားမားဖြစ်တဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်။စကိုင်းတော့ကိုမန်ဒလေးလို့ဆိုလို့ရှိရင်တော့ဒီစကိုင်းတော့ဘာလို့ဆိုလို့ရှိရင်မအလားတကယ့်ဘုံကျဲတဲ့နေရာတွေဖြစ်တယ်။အကြီးကြီးဘုံကျဲတဲ့နေရာတွေဖြစ်တယ်။ဆိုတဲ့ခါကျတော့အဲ့ဒီမှာဘုံတလုံးတလုံးရဲ့တုံခါမှုဟာဆိုလို့ရှိရင်တော်တော်ကတုံခါမှုရှိတယ်။အဲ့ဒီမှာရေတွင်းတထွင်းရေကန်တကန်စားလောက်ထိတော်မှာသူတို့ကခြေပြတ်မှုရှိတယ်။နော်အဲ့ဒီမှာဘုံအလုံးပေါင်းအရေတွက်ပေါင်းမြောက်များစွာနော်ခြေတဲ့ခါကျတော့အဲ့ဒီမြေတုံခါမှုတွေအရဆိုလို့ရှိရင်ကြီးကြီးဖြစ်ပြီးတော့ခုနက ဒီမင်္ဂလယံရဲ့ပြည့်ရွေးအဲ့ဒီဟာတွေကလှုပ်ရှားပြီးတော့ကျွန်တော်တို့ဒီနေ့မင်္ဂလယံစလှုပ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့เนาะတုံ့ထက်ကြလာကိုလည်းတွေ့ရတယ်เนาะတုံ့ထက်ကြလာကိုလည်းတွေ့ရတယ်ဆိုတော့မအလာကတော့တော်တော်ကိုချနေတော့မယ်เนาะခုကေစေးရဲ့မှာသူကတော့တိတ်အလုံးမလုပ်ဘူးเนาะတကယ်အဲ့ဒီဖြစ်တဲ့နေ့မှာဆိုလို့ချင်မအလာကသွားပြီးတော့ဒီသူလူထုရှိမှအဲ့ဒီနေပြည်တော်မှာဖြစ်ဖြစ်တဲ့အဖြစ်ပြက်တွေအဲ့ဒီမှာသွားပြီးတော့ချိန်တယ်မန္တလေးမှာလာယုံပဲရှိတယ်နော်လာယုံပဲရှိတယ်ဘာမှကူညီတာမရှိဘူးဆိုတော့အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့ကြားရတယ်နောက်တစ်ခုကနေပြည်တော်မှာနော် နေပြည်တော်မှာဆိုလို့ရှိရင်တော့တကယ့်ကြီးကြီးနာအဒီမှာပြည့်စုံမှုတွေရှိတယ်။နာခါလုတ်ခံရတယ်၊ခွနေတသမခွနေလက်ခံရတယ်၊၆တသမ၄ထပ်ပြီးတော့လှုပ်တယ်။ဆိုတော့အဲ့ဒီမှာဒီနေ့ထူချောင်းမှုတည်င်းထဲမှာဒီမင်္ဂလာတည်င်းထဲမှာအားရဆရာလို့ပြောတဲ့ပြောရမယ့်တည်င်းတစ်ခုကတော့ကျွန်တော်တို့ဦးသိန်းစင်တို့တန်းရွှေတို့ အနာရှင်ရဲ့ကလုံးအနာရှင်ဟောင်းတွေရဲ့အိမ်၆လုံးတန်းအိမ်ဆိုတာရှိတယ်အဲ့ဒီမှာနော်ဆိုတော့တကယ့်နာမည်ကြီးဖြစ်တဲ့လုံချုံရတဲ့ထူထပ်ပြီးလုပ်ထားတဲ့နေရာတွေဖြစ်တဲ့ဆိုတော့အဲ့ဒီနေရာတွေကဆိုလို့ချင်းပြည့်စည်မှုဟာဆိုလို့ချင်းကြီးကြီးမားမားဖြစ်တယ်နော်အဲ့ဒီမှာပြလို့ရှိရင်စေယုံချုပ်ဖြစ်မယ်နောက်တစ်ခုကသမဏအိမ်တော့နောက်တစ်ခုကလေချောင်းထိမ့်သိမ်းထိမ့်ချုပ်တဲ့တာဝန်တိုင်းတာဝန်တိုင်းတိုင်းဟာဆိုလို့ချင်းကြိုးပြတ်သွားတယ်အဲ့ဒီမှာဝန်ထမ်းတွေအားလုံးဖေးတယ်ဆိုတော့အခု၆အိမ်တန်းကလည်းကြီးကြီးနော်ပြည့်စည်မှုတွေရှိတယ်အဲ့ဒီထက်မှမပါတာကခဲ့တာက နော်မလာဖြစ်နေတယ်နော်အမေကဆိုရင်မလာအဲ့ဒီထက်မှပါသွားမယ်ဆိုရင်ပြီးသွားပြီနော်အလာကနိုင်ငံအားအေးချမ်းသွားပြီဆိုတော့အဲ့ဒီလူရှိနေသူရတော့နော်အဲ့လိုမျိုးမပါဘူးဖြစ်နေတယ်နော်အဲ့ဒီငွေငွေလွယ်ဖြစ်လိုက်မုန်တိုင်းလည်းဖြစ်လိုက်ကဲဆိုကြီးတွေထက်ကထက်ကဖြစ်တယ်သူလက်ထက်မှာကြီးလိုက်နော်ကျွန်တော်တို့ကိုဗစ်အကက်ဆက်တော့မလောက်ဘူးဖြစ်နေတယ်အခုလည်းမင်းကလေးလှုပ်တယ်ဆက်မလောက်ဘူးဖြစ်နေတယ်တချို့ဆက်တယ်တချို့ဆက်တယ်နော်အဲ့ဒါအကြီးအကျယ်ရိုက်ခတ်နေတယ်အခု ကိုဗစ်တုန်းကလည်းတချို့ဆက်တော့မလောက်ဘူးเนาะအစ်စ်တွေဆောက်ရတဲ့ဆင်ထီရောက်သွားတယ်အခုလည်းเนาะဒီမင်းကလေးမှာဆိုလို့ရှိရင်လူတွေကအဆုတ်လိုက်အပြုံလိုက်သေးတဲ့ဟာတွေเนาะအဲ့ဒါတွေဆိုလို့ရှိရင်အဲ့ဒီမှာဘလောက်ရှိလာလဲဆိုလို့ရှိရင်တော့เนาะဆက်တွေတောင်မှမလောက်တဲ့အဆင့်အထိတောင်မှရောက်သွားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီမှာဒီပြည်တော်မှာတကယ့်ကြီးကြီးဖြစ်ပြဖြစ်ပြတဲ့နေရာတွေကတော့ကျွန်တော်တို့ဝန်ထားစရာလို့ပြောရမယ်เนาะဒီမင်းကလေးကိုဝန်သားရတဲ့သတင်းမဟုတ်တဲ့အကြမ်းထဲမှာအခုနေ့ပြည်တော်မှာဖြစ်တဲ့အခုလိုချောင်းတန်းလို့အခုနောက်စေယုံချိုးလို့ဘာလို့ ဖြစ်တဲ့ဟာတွေတော့ကျွန်တော်တို့အားရမဲ့တည်င်းဖြစ်တယ်နော်အဲ့ဒါမှဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့သူတို့ကအပူတပင်းအဲ့ဒီ6အင်တန်းကိုဆောက်ပေးရတယ်ပြီးလို့ရှိရင်တော့ပျက်စီးတဲ့ဆောက်အုပ်ကိုဆောက်အုပ်တွေကိုလည်းပြီးတော့အင်ဂျင်နီယာတွေဆိုလို့ရှိရင်အလူရဲ့ဆောက်နေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဒီဝန်ထမ်းအင်ညာနောက်ဝန်ထမ်းအင်ညာဒီနေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်ညာတို့ကြီးဌာနရုံးရဲ့ ဝန်ထမ်းရင်ရရဲ့အဲ့ဒီမှာလှုပ်တာနော်ပြိုကျတာအယောက်ပေါင်း200နဲ့30ထိတောင်မှရှိလာတယ်ဆိုတော့အဲ့ဒါကတော့ဒီမလိုက်ရဲ့အုတ်ထက်မှဖြစ်တဲ့ခါကျတော့နော်ဒီဟာကတော့ကျွန်တော်တို့ဝန်သားဆရာတတိယလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကမြေမပြစ်တပြေလုံးဝဆိုလို့ရှိရင်အခုမြင်ကလေးရင်ချောင်းတည်တဲ့လူဟာဆိုလို့ရှိရင်ဈေးမလောက်တက်လာလဲဆိုလို့ရှိရင်နော်2920နဲ့10ရက်နော်20ရက်ရှိလာတယ်တရားရတဲ့လူကတော့3400ရှိတယ်ပျောက်ဆုံးတဲ့လူကတော့3000ရှိနေတယ်နော်3000ရှိနေတယ်ဆိုတော့ဒီပညာရှင်တွေ comment ထားတဲ့အတိုင်းပဲ နော်ဒီတောင်းကနဲ့ကနေပြီးတော့သင်္ကနဲ့အထိဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုခံမှန်းထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီအမြင်ကြည့်တာဆိုလို့ရှိရင်အကုန်လုံးအရေပျော်ပြီးတော့အခုထိုင်းမှာပြုတ်ကျတယ်လို့အဲ့ဒီအဆောင်လာဆိုလို့ရှိရင်အလုံးလိုက်မြေကြီးထဲမှာဝင်သွားတယ်နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်နိုင်တယ်နေရာတကာမှာရေတွေထွက်တယ်ဘာဖြစ်ဆိုတော့ဒီကမ္ဘာမြေကြီးအောက်မှာရှိတဲ့ရေတွေကဆိုလို့ရှိရင်အခြေအချင်း နေမှာလှုပ်ခတ်ပြီးတော့အပြင်ကိုအန်ထွက်လာတယ်နော်အန်ထွက်လာတယ်ဆိုတော့အဒီဟာနောက်တစ်ခုကဆူနာမီနော်ဆူနာမီကိုနေပြီးတော့ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကိုလည်းပြင်းပြင်းထန်ထန်သတိပေးထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဒီဟာကိုနေပြီးတော့ညီနောင်ကိုဖွဲ့၃ဖွဲ့ကလည်းကျွန်တော်တို့ဒီတက်နေတဲ့လောက်သူတို့ကူညီမယ်ဆိုတဲ့ဟာကိုသူတို့ statement နဲ့ထုတ်တယ် UWS ကတော့သန်းပေါင်း2000နော်သန်းပေါင်း2000ကို ကူညီတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အခိုင်တိုင်မှာဆိုလို့ရှိရင်တော့တကယ်မြုပ်ပြတ်တဲ့ပွဲဖြစ်သွားတယ်ဆိုတဲ့တတင်းတွေကတော့တကယ်နော်ကျွန်တော်တို့ trap နော် warning စရာတတင်းတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါတွေကတော့ကျွန်တော်တို့ဒီငမင်းကလေးအချောင်းကိုအားလုံးတတင်းဌာနမျိုးစုံကနေပြီးတော့ပေါ်ပြထားတဲ့ထက်ကနေပြီးတော့ကောက်နှုတ်ပြီးတော့နော်အနှစ်ချုပ်နေတယ်ကျွန်တော်ပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့စင်ကာပူနော်စင်ကာပူကနေပြီးတော့သူတို့ပြောလိုက်တယ်နော်နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ပြောလိုက်တယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အပြည့်ရကြပါရကြပြီးတော့ခုနကမင်းငလင်ကိုသာ နော်ဥစားပေးပြီးတော့လုပ်ပါဆိုပြီးတော့တိုက်တွန်းတာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒါကဒီစင်ကာပူနိုင်ငံကနိုင်ငံခြားရေးဝန်ကြီးအဲ့ဒါအဲ့ဒီစကားကိုနေပြီးတော့ပြောရမယ့်လူကဒါစင်ကာပူကပြောမှာမဟုတ်ဘူးနော်ကျွန်တော်တို့ဒီမအလာကပြောမှာဖြစ်တယ်ဆိုတော့ AUG တောင်မှနှစ်ပတ်ပြေးရမယ်ဆိုပြီးတော့ ူတို့ကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မလာတော့လုံးဝပြည့်ရတာမရှိဘူး။နာကိတော့လည်းနာကိကိုခွင့်ရယူပြီးတော့ကျွန်တော်တို့အထောက်ရှိဖွဲ့စည်းပုံကိုသူတို့ဖွဲ့စည်းနိုင်တယ်နော်။အခုလည်းနော်နိုင်ငံတကာကအလူငွေတွေအလူရှင်တွေအကူအညီတွေအများကြီးလာတဲ့ခါကျတော့သူ credit ရတယ်နော်။သူ့ကိုဆက်သွေးရတယ်အကုန်လုံးကနိုင်ငံတကာကဆက်သွေးပြီးတော့သူ့ကိုလုပ်တဲ့ခါကျတော့သူကနိုင်ငံရဲ့အမျက်ထုတ်တယ်အဲ့ဒီနေရာမှာနော်။လူများတွေသေတဲ့ခင်မှာဆိုလို့ရှိရင်အဲ့ဒီသေတဲ့အကောင့်တွေကိုခင်းပြီးတော့နော်အဲ့ဒီလူတွေရဲ့အလောင်းတွေကိုခင်းပြီးတော့သူကမျက်နှာရယူတယ်။ နော်အရင်တော့လည်းဒီလိုပဲနိုင်ငံရဲ့အမြတ်ထုတ်တယ်ဆိုတော့အခုနိုင်ငံတကာကကိုလို့အကူအညီပေးဖို့နော်ဆက်သွေးတဲ့ခါကြလို့ရှိတယ်နော်အကုန်လုံးမလာကိုပဲဆက်သွေးရတယ်နော်ဆက်သွေးပြီးတော့သွားတဲ့ခါကျတော့အဲ့ဒီမှာသူအများကြီးအမြတ်ထုတ်တယ်အမြတ်ထုတ်တယ်နော်သူတို့ပို့လိုက်တဲ့ဒီပစ္စည်းပစ္စည်းတွေငွေတွေကိုဘလောက်ဘုံမလဲတော့မသိဘူးနော်ဒီလူငွေတွေက ကျွန်တော်တို့ဒေဇေးရေးလုပ်တဲ့ခါကျတော့ဒီတကယ်ဖြစ်တဲ့နေရာမှာဘလောက်ရောက်မလဲ။နော်ဖျားလဲပဲရောက်မယ်နော်ဖျားလဲပဲရောက်မယ်။သူတို့အကုန်လုံးဘုံမှာဆိုတော့မာလာတက်တော့တော့ကိုကောင်းစားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီပြည်တော်တော်ပျက်စီးတဲ့ခါကျတော့ကိုညာကအကူညီလာတယ်မြောက်ဘလို့နေပြည်တော်မှာထဲ့မှာပဲ။ เนาะတခြားနေရာမှာသူတို့ဘာမှကြည့်ဆိုင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒီဟာတော့တကယ်စိတ်မကောင်းစရာဖြစ်တယ်တော်လိုင်းရဲ့ဘက်ကလည်းကျွန်တော်တို့မထင်းချုံနိုင်တဲ့ခါကြတော့ကျွန်တော်တို့မလာကိုပဲအကုန်လုံးဆက်သွေးပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကလက်ချက်ဆန္ဒထောက်ထားမှုအရာကျွန်တော်တို့ MND ရဲ့ထင်းချုံထားတဲ့နေမြေလာရှုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတကြံတွေเนาะ အခြားပွဲတွေကိုနေပြီးတော့အားလုံးကိုနေပြီးတော့ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကလာရှုံမှာဝန်နေတဲ့ထိန်အမတ်အနေနဲ့လူသားချင်းစာနာမှုထောက်ထားတဲ့အနေနဲ့ MNDA ထိန်ချုပ်ထားတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပွဲတွေကိုရက်လိုက်တယ်နော်တကြံပွဲလေးပါတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေ့မတ်ချလ30ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ